ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။တနားစရာကောင်းတဲ့ကိုဝင်တဲ့ငှက်မလေး။ဟိုးရင်ချင်းတော့အပေါ့ကွယ်။ dot good ထဲမှာငှက်မလေးတိုနီနေထိုင်မိုင်း။ငှက်မလေးတိုနီကသူမရဲ့ယောက်ျားနဲ့အတူသူမရဲ့အိမ်မှာနေထိုင်မိုင်း။ တို့ရဲ့အိမ်သားမှာလူစီရဲ့အိမ်ရှိပိုင်းလူစီနဲ့တိုနီတို့ကတငယ်ချင်းတွေဖြစ်ကြပိုင်းတိုနီရဲ့ယောက်ျားနဲ့လူစီကလည်းခင်သွားပိုင်းတိုနီဒီတောင်းအထဲမှာငါအလုပ်ရှာမရအောင်ဖြစ်နေရဲ့အလောက်လေးနည်းနည်းပါးပါးရှိခဲ့တော့ငါတို့လင်မယားမြောက်အတွက်ကမလုံလောက်ဘူးလေအဲ့ဒါကြောင့်အခြားတောင်းတစ်ခုမှသွားပြီးအလုပ်လုပ်ဖို့ငါစဉ်းစားနေရအခုချိန်မှာကျမမှကိုဝင်ကြီးနဲ့လေဒီလိုအချိန်မျိုးကြီးမှာရှင့်ကိုကျမနားမှာပဲရှိသေးခြင်းနေရဲ့ခံစားချက်ကိုလည်းငါနားလေပါဟဲ့ အမျိုးသမီးတိုင်းဟာသူတို့မိဘမဲကာလာတခြားလုံးသူတို့ရဲ့ယောက်ျားအနာမှာရှိသေးကျင်တာပါဒါပေမဲ့ငါတို့ရဲ့အခြေအနေကိုလည်းထည့်စဲသားရမယ်လေငါတို့မှာပတ်စံမရှိဘူးလေကလေးမွေးဖို့ဈေးရောက်တရရဲ့အချိန်ပတ်စံလို့ဘယ်လိုလုပ်ကြမလဲကလေးမွေးပြီးသွားပြီဆိုရင်လေကလေးအတွက်ကအကုန်ကြတယ်များအောင်ပါလေငါတို့ကလေးလေးရဲ့နာရီအတွက်ငါရက်အနှဲငယ်လောက်အိမ်နဲ့ဝေးရနေရမှာအလုပ်သွားလို့မှရမယ်လေနေအိမ်နီးသားချင်းလူစီလည်းရှိနေရပဲလေသူနဲ့ကိုစောက်ရှောက်ပေးပါလိမ့်မယ်ကျမရှိအောင်မတားနိုင်ပါဘူး ဒါပေမဲ့ရှင်မြေမြပြန်လာခဲ့နော်ရာဂျူလည်းသူ့မိမတိုနီကိုစောက်ရှောက်ပေးဖို့လူစီစီမှာအထားခဲ့ပြီးအလုံးလုံးဖို့ထွက်သွားပါတယ်ရာဂျူလည်းပြီးလက်မြေဆက်ရုံတစ်ခုမှာအလုံးရသွားပါတယ်သူလည်းနေရောညပါကြွကြွစသာအလုံးလုံးနေရှာပါတယ်အဲဒီပြီးလက်မြေဆက်ရုံမှာခြာလာလာအလုံးကိုကြွကြွစသာလောက်ပြီးပစံအများကြီးရှာကအိမ်ပြန်လာခဲ့ပါတယ်ဒါပေမဲ့လမ်းမှာမိုးကအသေးတန်ရွာချလာပါတယ်ဟာကွာ ငါဒီလောက်လာတွေအကြာကြီးနေမှာငါမိမောင်တွေ့ရဖို့အတွက်ပြန်နေရအဲ့ဒါကိုလမ်းမတင်မိုးကငါ့ကိုမပြန်နိုင်အောင်လုပ်နေပြန်ပြီတနေရာရမှာခဏနားလိုက်ပါမယ်လေမိုးဆဲသွားမှာပဲပြန်တော့မယ်အဲ့လိုတွေ့ပြီးရာဂျူကတစ်ပင်တစ်ပင်ပေါ်မှာနားနေလိုက်ပိုင်းအဲ့ဒီတစ်ပင်ပေါ်မှာကြီးကကြီးကျူနေထိုင်ပိုင်းမိုးရင်ဆူရွှဲနေတဲ့ရာဂျူကိုကြီးကျူကမြင်သွားပိုင်းရှင်းရဘသူလဲနောက်ပြီးဘာလို့မိုးရင်တွေအဲ့လောက်ဆူရွှဲနေရလဲကြီးကျူကရာဂျူအိမ်ထဲလာဖို့ပြောလိုက်ပိုင်း ရှင်ရဘယ်သူလဲဒီလမိုးရွာနေတဲ့အချိန်မှာအပြင်မှာဘာထွက်လို့နေရလဲကျွန်တော်မိမကိုဝင်ကြီးနေပါကျွန်တော်တို့လင်မယားနေတဲ့တောင်းအုပ်ထဲမှာအလုံးမရတော့ကျွန်တော်အလုံးလုပ်ဖို့အတွက်တခြားနေရာထွက်သွားခဲ့တာပါချာလာလောင်ပတ်စံရှာပြီးအခုကျွန်တော်မိမစီကိုပြန်နေရပါအဲ့တော့ဆိုလဲမိုးတိတ်တဲ့အချိန်ထိကျမရဲ့အိမ်မှာဝင်လာလိုက်ပါအဲ့လောက်ထိအလုံးရှောက်မခံပါနဲ့ဟဲ့အလုံးရှောက်ပြရမှာမရှိတာအဲ့လိုနဲ့ရာဂျူကမိုးဆဲတဲ့အချိန်ထိជីကျူးရဲ့အိမ်မှာနေပြီး မိုးစဲသွားတာနဲ့သူကပြန်သွားပိုင်။ဒါပေမဲ့လမ်းမှာတစ်ကိုင်းတစ်ကိုင်းကရာဂျူပေါ်ကြိုးကြသွားပိုင်။တစ်ကိုင်းအောက်မှာပြီးမိနေတဲ့ရာဂျူကအတင်းရောင်းကန်နေပိုင်။အဲဒီချိန်မှာပဲជីဂျူကသူ့နာရှောင်းလာပြီးတစ်ကိုင်းကိုဖယ်လိုက်ပိုင်။ဒါပေမဲ့ရာဂျူရဲ့ဒဏ်ရာကနေသွေးရည်အများကြီးထွက်နေပိုင်။ရာဂျူရေကျွန်တော်အကူအညီပေးနိုင်မလား။ကျွန်တော်အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး။ဒီပစ္စံတွေကိုကျွန်တော်ရဲ့မိမချို့သွားပေးပေးလို့ရမလား။ရှင်ဘာမှမဖြစ်ပါဘူးစိတ်မလျှော့လိုက်ပါနဲ့အတင်းထားပါ ကျမရှင်ကိုစီးအောင်ခေါ်သားပေးပါမယ်။ကြည်ကျူလည်းရာဂျူကိုစီးအောင်ခေါ်သားပေးပါ။တစ်ဖက်မှာလည်းတိုနီကဘိုင်အယန်းနာနေပါ යි ။တိုနီရဲ့အိမ်ကြီးချင်းလူစီကလည်းတိုနီကိုစီးအောင်ခေါ်သားဖို့အတွက်စဉ်းစားနေပါ යි ။ဒါပေမဲ့တိုနီကပြန်နိုင်တဲ့အချိန်တွေမှာရှိမနေပါဘူး။အဲဒါကြောင့်လူစီကထန်းစီတစ်ခုကိုအသိပြန်လိုက်ပြီးတိုနီကိုထန်းစီပေါ်တင်ကသူထန်းစီကိုဆွဲပြီးစီးအောင်စီသွားဖို့ကြိုးစားနေပါ යි ။တစ်ချိန်တည်းမှာပဲကြည်ကျူကလည်းရာဂျူကိုစီးအောင်ခေါ်သားနေပါ යි ။စီးအောင်ရောက်တော့တိုနီက ူမရဲ့ယောက်ျားမြင်သွားပါရင်ဒါကျမရဲ့ယောက်ျားပဲဒါကျမရဲ့ယောက်ျားပဲသူ့ဘာဖြစ်သွားလဲလမ်းမှာတစ်ကိုင်းတစ်ကိုင်းကသူ့ပေါ်ကြိုးကြသွားခဲ့ရပါတရားရသွားတော့ကျမသူ့ကိုစီးအောင်ခေါ်လာပေးရပါဆရာဝန်ကလည်းစစ်ဆေးဖို့မြန်မြန်ရောက်လာပါရင်သူတို့နှစ်ယောက်တော့အသက်ကင်နိုင်ဖို့အတော်လေးခက်ခဲတယ်ဒီချိန်ကစီးအောင်မှာအခြားဆရာဝန်တွေလည်းမရှိကြဘူးကျွန်တော်ဘသူ့အရင်ခွဲစိတ်ပေးရမလဲဆိုတာခမည်းပဲဆုံးဖြတ်လိုက်ပါ။ဆရာဝန်ကြီးရေကျွန်တော်မိမရဲ့ပိုက်ထဲမှာ ကျွန်တော်ရဲ့ကျင်းသွေးလေးရှိနေပါတယ်။သူတို့အသက်ကယ်ပေးနိုင်ဖို့ကပိုပြီးအရေးကြီးပါတယ်။ဆရာဝန်လည်းတိုနီကိုခွဲစိတ်ပြီးတိုနီနဲ့သူမရဲ့ကလေးရဲ့အသက်ကိုကယ်တင်ပေးခဲ့ပါတယ်။တိုနီလည်းသူမရဲ့ကလေးကိုချက်ချင်းသူမယောက်ျားရဲ့လက်ထဲထည့်ပေးလိုက်ပါတယ်။ရာဂျူလည်းသူ့ရဲ့ကလေးကိုအဝကြည့်ပြီးအသက်ထွက်သွားခဲ့ပါတယ်။ငှက်မလီမိသားစုရဲ့ဆင်းရဲဒုက္ခဟိုးရင်တော့ကတောင်းဟုတ်ထဲမှာတိုနီလို့ခေါ်ရင်ငှက်မလီတကောင်နှိမ့်ထိုင်ပါတယ်။တိုနီရဲ့မိဘတွေကတိုနီကို ကြီးကဲဆူကြီးနဲ့လက်ထပ်ပြီးခဲ့ပါရင်ဆူကြီးကအရန်ကိုတိတက်တဲ့ယောက်သားတစ်ယောက်ပါသူမိမတိုနီကိုလည်းတခြားခင်ယူဆိုင်ပါရင်အချိန်တွေကုံဆုံးလာခဲ့ပြီးသူတို့နေများလဲကလေးလေးနှစ်ယောက်ရှာလာပါရင်ညမလေးချိုတကူနဲ့ကြီးကဲထီးလေးဗန်ဒီရိုပဲဖြစ်ပါရင်ဆူကြီးရဲ့ကျမတို့ရဲ့ကလေးတွေကိုတခြားပြုစုပြုထောင်ပြီးမှရမယ်သူတို့ចောင်းကြီးကြီးမှပညာသင်ခန်းရမယ်ငါတို့ရဲ့ကလေးတွေပညာတတ်ဖြစ်ဖို့ရနေပြီငါတို့ဘာမှမလိုအပ်ပါဘူးအဲ့လိုចောင်းကောင်းအကြီးကြီးမှထားနိုင်ဖို့အတွက် ျမတို့ပတ်စံအများကြီးလိုမယ်လေအဲ့ဒါကြောင့်ဒီနေ့ဆပြီးကျမလည်းရှင်းတဲ့အတူတူအလောက်လောက်မယ်ကျမတို့တွေအတူတူအလောက်လောက်ကြမယ်လေဒါပေမဲ့တိုနီရေနေမှာငါနဲ့အတူအလောက်ထွက်လို့မယ်ဆိုရင် ကလေးတွေကိုဘယ်သူကဂရုစိုက်ပေးမှာလဲဟုတ်တယ်လေဒါပေမဲ့လည်းရှင်တယောက်ထက်လည်းဘလောက်များများရှာနိုင်မှာမို့လို့လဲစူကြည့်ရေငါတို့တင်းငယ်ကြီးမာကြီးစီကနေပတ်စံချေးလိုက်မယ်ပြီးရင်တဖြည်းဖြည်းသူ့အကျွေးတွေပြန်ဆက်လိုက်မယ်ဘာပြောလိုက်ကြလဲအကျွေးဟုတ်လားမဖြစ်ဘူးစူကြည့် ငါတို့ဇိမ်းခန့်စားတော့ဖို့အတွက်ပတ်စံချင်းနေရမှာမဟုတ်တာတိုနီရဲ့ရှင်းစိတ်ကအဆင်ပြေမယ်လို့ထင်တာပဲလို့ပါဒါပေမဲ့မလုပ်ခင်တော့တိကျစဉ်းစားပါငါကလေးတွေရဲ့နောက်ရည်အတွက်တိကျစဉ်းစားပြီးမှငါဒီအလုပ်ကိုဆုံးဖြတ်ခဲ့တာပါအဲလိုပြောပြီးစူကြီးကပတ်စံချေဖို့တိန့်ငကြီးမာဟီကြီးသွားပါတယ်တိန့်ငကြီးမာဟီရဲ့မိင်္ဂလာပါမိင်္ဂလာပါစူကြီးဘာကြောင့်ဒီကိုလာရရလဲဆိုတာပြောပါအောင် နောက်ပြီးကလေးတွေရောနေကောင်းရလား အားလုံးနေကောင်းကြပါတိုင်ငယ်ကြီးမဟိယေအေးအေးအဲ့ဒါဆိုလေလိုင်းအကြောင်းပြောပါအောင်ကျွန်တော်ရဲ့ကလေးတွေကိုကြောင်းထားဖို့စဉ်းစားနေရပါကျွန်တော်တိုင်ငယ်ကြီးစီကနေပတ်စံနေနေလာချီးရပါကလေးတွေကိုကြောင်းထားတာတိတ်ကိုကောင်းပါရဲ့ငါကပတ်စံချင်းရဲ့ပစ္စည်းတစ်ခုခုအပေါင်ခံပြီးမှချိတ်ပေးရဲ့ကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်စီမှာတံမိုးကြီးပစ္စည်းဆိုလို့ဘာမှမရှိပါဘူးအဲ့ဒါကြောင့်တိုင်ငယ်ကြီးကူညီပေးပါအောင်နော်မင်းရဲ့ကလေးတွေကိုကြောင်းထားပေးမယ်ဆိုလို့ ငါပစ္စည်းအပေါမခံမဲပတ်စံရှိပေးလိုက်မယ်။လာလိုက်အတူတော့မမှန်ပြီးသွားပါ။ဟုတ်ကဲ့ပါ။အဲလိုနဲ့စူကြီးကမာဟီစီယာနဲ့ပတ်စံချေပြီးအဲဒီပတ်စံတွေနဲ့သူ့ကလေးတွေကိုတောင်ကောင်ကောင်တစ်ခုမှထားလိုက်ပါ යි ။တိုနီယာအိမ်မှာကလေးတွေကိုစောက်ချောက်တလို့စူကြီးကလည်းအပြင်မှာအလောထွက်လောက်ပြီးလာတိုင်းမာဟီကိုအကြွေဖြည်းဖြည်းချင်းပြန်ဆက်ပါ යි ။သူတို့လည်းဘဝကိုအဆင်ပြေပြေလေးဖြတ်တန်းနေကြပါ යි ။ဒါပေမဲ့ကန်ဆိုးချင်တော့တရက်မှစူကြီးအလောက်ကနေပြန်တဲ့လမ်းမှာကားတိုက်မိပြီး နေရာမှာတင်တည်ဆုံသွားခဲ့ပါတယ်။တိုနီနဲ့ကလေးတွေလည်းအကျက်အတဲတွေနဲ့ရင်ဆိုင်ရပါအောင်။အဲဒီနေ့ကစပြီးသူရဲ့ဘဝတွေဟာပြောင်းလဲသွားခဲ့ပါတယ်။စူဂျီရှိထားတဲ့ငွေတွေအကောင်လုံးကို တိုနီကပြန်ဆက်ပေးနေရပါတယ်။ချူတကူနဲ့ဗန်ဒီကိုလည်းကြောင်လာကမသွေးနိုင်လို့ဆိုပြီးကြောက်ထုတ်လိုက်ကြပါတယ်။တစ်ဖက်မှာလည်းမာဟီကအကျွေးတွေပြန်ဆက်ဖို့လလာပြောနေပါတယ်။တိုနီလည်းတောရဲသွားကထင်းခုတ်ပြီးပြန်ရောက်ကပတ်စံရှာနေပါတယ်။ဒါပေမဲ့အဲဒီကရတဲ့ပတ်စံ သူတို့အိမ်အတွက်စားဖို့တောက်ဖို့တာမလုံလောက်ပါဘူး။အမေတယောက်တည်းအလုံးလုံးနေသမီးတို့ရဲ့အကျွေးတွေမကျေနိုင်လောက်ဘူးလေ။အမေရှာလို့ရတဲ့ပတ်စံတွေကသမီးတို့အိမ်သုံးစရာအတွက်တာမလုံလောက်ဘူးလေ။သမီးလည်းအမေနဲ့အတူအလုံးလိုက်လုံမယ်။သမီးရဲ့သမီးတို့အလုံးလုံခိုင်းဖို့သမီးရဲ့အဖေရောအမေရောတကားမှမတွေးခဲ့ဘူးပါဘူး။ဒါပေမဲ့အချိန်တွေကအမေတို့မျက်နှာသားမပေးဘူးသမီးရဲ့။ဟုတ်ကဲ့ပါမေ။အဲ့ဒါဆိုမနေ့ပြန်စားပြီးသမီးရောမောင်လေးဖန်တို့ရောအမေနဲ့အတူတူအလုံးလိုက်လုပ်ပါမယ်။ နောက်နေ့ကစပြီးချိုတကူးလည်းသူ့အမေနဲ့အတူအလုပ်သွားလုပ်ပိုင်းချိုတကူးကသူ့အမေကိုဝိုင်းကူပြီးထိန်းခုတ်ပေးပိုင်းဒါပေမဲ့ဘန်တူးကတော့အိမ်မှာပဲနေပြီးကစားနေရင်အချိန်တွေဖြုံးနေပိုင်းအဲ့ဒါအောင်မြင်တော့ချိုတကူးလည်းဘန်တူးအပေါ်တောသားထွက်လာပိုင်းဘန်တူးနေအိမ်ရဲ့အချိန်တွေသိရမလားအဲ့ဒါလေအမေကိုအလုပ်ဝိုင်းကူမလုပ်ပေးဘူးငါတို့အတူတူအလုပ်လုပ်မှအိမ်အတွက်အဆင်ပြေပါလိအမေအမေလည်းသူ့ကိုပြောင်းလေဟုတ်တယ်သားလေးဘန်တူးတားရဲ့မမပြောတာမှန်နေတယ် အမေတို့အတူတူအလုံးလုံးမင်းဆိုရင်အကျွေးမြင်မြန်ဆက်နိုင်မယ်လေအဲဒီလိုနဲ့ဘန်တူလည်းနောက်နေကစပြီးသူတို့နဲ့အတူအလုံးထွက်လောက်ပိုင်းတစ်ပင်ကြီးကြီးတပင်ပေါ်ထိုင်ပြီးဘန်တူကတစ်ကိုင်းကိုအားနေခုန်နေပိုင်းဒါပေမဲ့ဟန်ချက်ပြက်ပြီးတွင်တစ်ခုတည်းပြုတ်ကျသွားခဲ့ပိုင်းခဏလောက်နေရော့တူနီနဲ့ချိုတကူကလိလေစာစားဖို့အတွက်ဘန်တူကိုလာခေါ်ပိုင်းဒါပေမဲ့ဘန်တူကိုရှာမတွေ့တော့သူတို့နှစ်ယောက်တော့အရန်ကိုစိုးရိမ်သွားပိုင်းဘန်တူကပေပြောက်သွားလေ အခုနလေးဒီမှာရှိနေရလေအမေမောင်လေးမြောက်တခုခုဖြစ်နေပြီလားမသိဘူးမောင်လေးကအိမ်မှာပဲနေပြီးစော့ကျင်တာတမရသူ့အတင်းခေါ်လာခဲ့တာအခုလုံရုတ်တရက်ကြီးဘန်တူးပြတ်သွားတာကသူတို့အတွက်တော့တကယ့်ကိုစိုးရိမ်စရာပါပဲဒါပေမဲ့တွင်းထဲပြုတ်ကျသွားတဲ့ဘန်တူးကမော်အိမ်တလုံးတဲကိုရောက်သွားခဲ့ပါအဲဒီမော်အိမ်လေးကရွှေငွေရတနာတွေနဲ့ပြည့်နေပါရွှေငွေတွေအများကြီးမြင်ပြီးဘန်တူးလည်းမျက်လုံးပြွတ်သွားပါဘန်တူးကရွှေတင်းကားပြားတွေ အိတ်တလုံးနဲ့ထည့်ပြီးအိမ်ဝင်ယူလာပိုင်ဘန်တူတားပေပြောက်နေရလေတားလေးပြောက်သွားတော့အမေဘလောက်တောင်စိတ်ပူနေရလဲဆိုတာတားသိရဲ့လားအမေရင်အမေတားအတွက်စိတ်မပူပါနဲ့ဒီမှာကြည့်ပါတွင်နယ်ပြုတ်ကြပြီးရွှေတင်းကပြရရောပတ်စံတွေရောအများကြီးရလာခဲ့တယ်အဲ့လိုနဲ့တိုနီလည်းအကျွေးတွေအကုန်ပြန်ဆက်လိုက်ပိုင်သူတို့မောင်နှမတွေလည်းကြောင်းပြန်တက်ကပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါဦးတယ်ကဲအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်ခဲ့ပါရှင်။